စားပြီးတဲ့နက်နက်တီးကအရွက်တွေကိုမစွန့်ဖြစ်ပါနဲ့အရွက်ကိုဖြတ်တောက်ပြီးတော့အကန့်အသတ်မရှိစိုက်ပြုနိုင်ပါတယ်နက်နက်တီးရဲ့ထိပ်ပိုင်းအရွက်တွေကိုဖြတ်တောက်ပြီးအရွက်တွေကိုခွာဖို့လိုအပ်ပါတယ်ခွာထားတဲ့အရွက်တွေကိုအခြားအပင်တွေအတွက်မျိုးစာဖြစ်လေသုံးပြုနိုင်ပါတယ်အမြင့်ထွက်ဖို့အတွက်အရွက်ကိုစိမ့်ဖို့ဘူးနေငယ်ကိုရှာရပါမယ်ဒါကြောင့်ဘူးတစ်ဝက်ကိုဖြတ်ပြီးအောက်ပိုင်းကိုပဲချန်ထားဖို့လိုအပ်ပါတယ် နနက်ရွက်ရဲ့အောက်ပိုင်းကိုရေမှစိမ်ပြီးတဲ့နောက်မှာမကြာခင်မှာနနက်ရွက်ကနေပြီးတော့အမြစ်တွေထွက်လာပါလိမ့်မယ်။အရွက်တွေပုံမကောင်းမှုစေဖို့အတွက်အပင်တွေကိုနောက်ထပ်ကြီးမားတဲ့ဘူးနဲ့ပြောင်းလဲအစားတူစိုက်ပြုရပါမယ်။အပေါ်ကနေလန်းတိုင်းဘူးတွေကိုလှီးဖြတ်ပြီးတော့ဘူးအောက်ခြေမှာအပေါက်ချုပ်ကိုဖောက်ပြီးတဲ့နောက်မှာဘူးရဲကိုအဟာရမြေကိုထည့်ပေးပြီးတော့နနက်သီးကိုအစားတူစိုက်ပြုနိုင်ပါတယ်။နနက်ပင်တွေစိမ့်လန်းလာပြီးတော့အရွက်တွေကလည်းအလွန်မြင့်လာပါတယ်။ဒီချိန်မှာပိုကြီးတဲ့ပုံချုပ်ကို ဆက်ပြီးတော့ရှာဖွေဖို့လိုအပ်ပါတယ်။ပုံးတွေကိုတဝက်ခန့်ဖြတ်ပြီးတော့အောက်ခြေမှာအပေါက်တွေကိုပေါက်ပေးပါ။နနက်ဒီကို အစားထိုးပြောင်းလဲစိုက်ပြီးတော့အာဟာရမြေစီလွားအနေငယ်ထဲပါ။ဒီနေရာမှာအသုံးပြုတဲ့စိုက်ပျိုးမြေကိုတတ်နိုင်သမျှမြေစီလွားပါလိုက်နဲ့တဲမြေတွေနဲ့ပြုလို့ရပါတယ်။နနက်ဒီတွေတန်ဆွမ်းကြီးထွားလာအောင်စိုက်ပျိုးချိန်တွေမှာအချို့မြေရောစာတွေကိုလည်းတင့်လျော်စွာနဲ့ထည့်နိုင်ပါတယ်။ ်အခုနနက်သေးပင်တွေစိုက်ပြူပြီးရင်လက်ဆက်တဲ့နနက်သေးပင်တဖြည်းဖြည်းကြီးထွားလာမှာကိုစောင့်နိုင်ရုံပါပဲ